တာလီဇောပါဒီကနေ့အပိလာ27ရက်နေ့နရင်းဇာရခိုင်တဲ့ဌာနရဲ့နောက်ဆုံးရရှိထားတဲ့တဲ့နေ့ကိုကျွန်တော်ရှင်မဲစင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်တဲ့နေ့ထိမှာတော့တန်နေပွန်လင်ပြင်မှာစစ်ကောက်စင်နေပြီးတဲ့တော်လာရှိနေသေးလို့ငါဖဲသမားတွေစိတ်ချလုံုံစွာငါဖဲခံမရသေးတဲ့တဲ့စစ်ကြံမိုက်တွေကြောင်းအန်ဒေသခံစစ်ဘေးလျှောက်တွေနေရက်ပြန်ပြီးလောက်ကင်စားတော့ဖို့ခက်ခဲနေတဲ့တဲ့နေ့စစ်တပ်မျိုးပေါ်မှာတည်ရှိတဲ့ကြည်ော်တွေကနေအိမ်တွေကို စစ်ကောက်စီတက်ကရော်လုံးကျွဲ့နီးပါဖြိုဖက်ရောက်ရှာထားတဲ့တဲ့တွေပါဝင်တခြားစိတ်ဝင်စားစားကောက်တဲ့တဲ့တွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အရိုဟာတဲ့တော့တင်ပိုက်ထားတယ်တနေ့မျိုးအနီးပွန်လင်ပြင်မှာစစ်ကောက်စီနေပြီးတဲ့အတော်လာရှိနေစေဖြစ်လို့ဒေသတွင်းကငါဖဲသမားတွေဟာစိတ်ချလုံကူသောငါဖန်းချောက်ခွင့်မလုံနိုင်သေးဘူးလို့ဒေသခံသတင်းရေးမဲတွေကပြောပါတယ် စစ်ကောက်စီနေပြည်တော်ဟာတန်တဲ့ဒေသကငါဖဲ့ဆောင်ရှိတဲ့ပုံလင်ပြင်မှာရက်ဖြန်ရက်ခါတော်လာမှုတွေရှိတဲ့အတွက်ငါဖန်သမားတွေအနေနဲ့စိတ်ချလုံစွာခြောက်ပွခမရတည်ဘူးလို့တန်တဲ့ဒေသခံသတင်းအင်းအင်းမဲတယောက်ကပြောပါတယ်နေပြည်တော်ကိုတခါတလေပြင်လင်ပြင်မှာတွေးနေရပြီးငါဖဲသမားတွေဟာလုံဝလွဲလဲစွာရှောက်ဖွေနေတာမလုံနိုင်သေးဘူးလို့သူကစပြောပါတယ် အခုလိုနေပြီးတဲ့သွာလာရှိသေးတဲ့အတွက်ဒေသခံ၅ဖမ်းလုံငယ်တွေရဲ့လုံခြုံရေးအတွက်အာရခတက်တော်အာရခပြည်သူအစိုးရကဲနီးနေရာတွေမှာပဲ၅ဖမ်းရှာဖွေခွင့်ပြုထားတယ်လို့ဒေသခံတွေကပြောပါတယ်အခုလိုစစ်ကောက်စီနေပြည်ဟာဘယ်နေရာကနေဘယ်နေရာကိုသွာလာနေတယ်ဆိုတာကိုဒေသခံတွေအနေနဲ့မသိနိုင်သေးဘူးလို့ပြောဆိုကြပါတယ်ခင်ဗျာစစ်ကြံမိုက်တွေကြောင့်အန်ဒေသခံစစ်ပိတ်ချောက်တွေနေရာပြောင်းပြီးလောက်ကိုက်စားတော့ဖို့အခက်အခဲဖြစ်နေတယ်လို့ ပြည်သက်ခံတဲ့စီကနေသိရပါတယ်။ AMU နဲ့တိုက်ပွဲဖြစ်ပေါ်ခဲ့တဲ့မြို့ပင်ဝန်းကျော်နေရာတချို့မှာအရောခတက်တော် A ကမိုက်တွေကိုရှင်းလင်းနေပြီးမှလည်းစစ်ကောက်စီကထောက်ထားခဲ့တဲ့မိုက်အရွေအတွက်ဟာအရင်ကများပြားနေတာကြောင့်အပီးသည်မရှင်းလင်းနိုင်သေးပဲဖြစ်နေရလို့ဆိုပါတယ်။ဒီအခြေအနေတွေကြောင့်စစ်ဘေးရှောက်တဲ့အနေနဲ့နေရပြန်ပြီးလောက်ကိုက်စားတော့ဖို့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။အဲမှာထောက်ထားတဲ့မိုက်ဟာတခြားနေရာတွေထက်များပြီး မရှင်းလင်းနိုင်သေးဘူးလို့အဲလုံကြေော်မှနေတဲ့နေသက်ခင်စေဘေးချောက်အမျိုးသားတယောက်ကနရင်းစာကိုပြောပါတယ်အဲမျိုးနေကစေဘေးချောက်တွေဟာအဝဲတထည်ကိုတခုနဲ့စေဘေးချောင်းနေရတဲ့အပြင်မိမိနေရဲ့ကြေော်တွေကိုပြင်ရင်လည်းမိမျိုးမိုင်းများစွာရှိနေသေးတဲ့အတွက်အခက်ခဲတွေရှိနေတယ်လို့သိရပါတယ်မိမိဒေသကတောတောက်တောက်ရလေဝန်းတွေမှာစစ်ကြံလက်နဲ့အကျွမ်းကျန်ပစ္စည်းအပိုက်စားတွေအပြင်စစ်ကောက်စီထောက်ထားခဲ့တဲ့မိမျိုးမိုင်းများစွာကြန့်ရှိနေသေးတဲ့အတွက် အိမ်ပြန်ပြီးလောက်ကိုက်စားတော့ဖို့အခက်ခဲနဲ့ကြုံနေရတယ်လို့အန်ဒေတာခင်တွေကပြောဆိုကြပါတယ်။အန်မျိုးသိန်းတိုက်ပွဲအတွင်းအန်ဒေတာခင်တွေစိုက်ပျိုးခဲ့တဲ့စပားခင်တွေတင်းနေခင်တွေလည်းတိုက်ပွဲတွေကြောင်းပြက်စီးတော့ခဲ့ရပြီးနေရပြန်ရင်လည်းပြန်လည်တူတော်ဖို့အခက်ခဲဖြစ်နေတယ်လို့အန်ဒေတာခင်အမျိုးသမီးတယောက်ကနှဝင်စာကိုပြောဆိုထားပါတယ်ခင်ဗျာ။စစ်တေမြို့ပေါ်မှာတည်ရှိတဲ့ရခိုင်ကျေးရော်တွေကကျေးရော်သားတွေကို စစ်ကောက်စီတက်ကအတန်းတမနေထောက်ထားပြီးပြည်သူတွေစေဘေးလျှောက်ဘဝနဲ့ရောဂါဆန့်ခွန်နေရချိန်မှာနေရင်ဒီကိုရော်လုံးချက်နှိမ်ပန်းဖြိုဖျက်ရောက်ရှားထားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အဲ့ဒီနေရင်တွေဟာစစ်တပ်မျိုးဆေယောကျတဖကဲမှာရှိတဲ့ရှေ့ပြည်သာကျေတော့ရုံမှာကျေတော့ပိုက်စိတ်ကျေတော့တွေကနေရင်တွေဖြစ်ကြတယ်လို့ကျေတော့သားတွေကနေရင်စာကိုပြောပါတယ်။မိဖတဲ့တသက်ဆူဆောက်ထားပြီးဆောက်ခဲတဲ့အင်ဟာစစ်ဘေးချောင်နေရတဲ့အရှင်ခနာလေးအတွင်းမှာ ပြိုပြတ်တော့တာကြောင့်ဘဝတစ်ခုလုံးပျက်စီးသွားလို့ခံစားရတယ်လို့ကြည်တို့ရောမကြည်ရောကအမိမဖော်လို့တဲ့အမျိုးသမီးတယောက်ကပြောပါတယ်ပထမတော့စစ်ကောက်စီတက်ကမူဆန်တွေကိုဖြိုဖျက်ရောက်စားနေတာတွေကိုကြားခဲ့ရပြီးအခုတရော်လုံးဘာမှမကြံတော့ဘူးလို့သူကဆိုပါတယ်စစ်တဲ့မြို့ပေါ်မှာရှိတဲ့ကျိုးော်တွေကကျိုးော်သားတွေကို2024ခုနှစ်စတန်ဘာလဒုတိယအပတ်မှာစစ်ကောက်စီရဲ့အာဓမနေထောက်ခြင်းကိုခံခဲ့ရတာကြောင့် ရောဂိုဆန့်ခေါ်ခဲ့ရပြီးစစ်တေမျိုးထေကဖွန်းတော်ကြီးကြောက်တယ်နဲ့တခြားနေရာတွေမှာဖြစ်တယ်လို့နေထိုင်ပြတာလို့သိရပါတယ်စစ်ကောက်စီဟာစစ်တေကိုအရဟတက်တော်အေဝင်အောင်တိုက်ခိုက်လာမှာကိုအကြောက်ပြပြီးတော့စစ်တေမျိုးပြန်ပက်ပက်လေးမှာရှိတဲ့ရခိုင်ကြီးော်ကကြီးော်သားတွေကိုအတင်းအဓမ္မနဲ့ထောက်ပြီးနေရင်တွေကိုတအိမ်ပြီးတအိမ်ဖြိုဖဲရောက်စားနေတယ်ဆိုတဲ့သတင်းတွေဟာကြည်ပြန့်စွာထွက်ပေါ်နေပါတယ်ခင်ဗျာဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ဆက်လက်ပြီးတော့ပြည်ထောင်နိုင်ငံကသတင်းတွေကိုစပီးတင်ဆက်ပေးတော့ပါမယ်ခင်ဗျာပြည်ထောင်သတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်မက်လာအတွင်းမှာ နိုင်ငံတော်ဝန်အမျိုးသမီး6ဆ6ယောက်တည်ဆုံတော့ခဲ့ရပြီး88ယောက်ဒဏ်ရာရှိခဲ့တယ်လို့မမအမျိုးသမီးတမကဗီဒီယိုယူကအီဗီလာစကိုရဲ့နေ့မှာထုတ်ပြန်ချက်အရသိရပါတယ်။တိုင်းနယ်ပြည်နယ်အလိုက်တည်ဆုံခဲ့ရတဲ့သူတွေကတော့ မကွေးတိုင်းမှာ15ရောက်မန္တလေးတိုင်းမှာ12ရောက်စကိုင်းတိုင်းမှာ9ရောက်ပဲခူးတိုင်းမှာ9ရောက်တနင်္သာရီတိုင်းမှာ2ရောက်ဧရာဝတီတိုင်းမှာ1ရောက်ရခိုင်ပြည်မှာ2ရောက်ရှမ်းပြည်နယ်မှာ12ရောက်ကချင်ပြည်နယ်မှာ2ရောက်ကရင်ပြည်နယ်မှာ2ရောက်နဲ့ကရင်ပြည်နယ်မှာ2ရောက်တော့ဖြစ်ကြပါတယ်တည်ဆုံခဲ့ရတဲ့သူအများစုကတော့လေကြောကဏီဘုံကျဲတိုက်ခိုက်မှုကြောင့်ဖြစ်ပြီးအယောက်90အထိတည်ဆုံခဲ့ရပါတယ် တည်ဆုံးခဲ့ရသူအမျိုးသမီး24ယောက်ဟာအသက်18နှစ်အောက်ဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တည်ဆုံးခဲ့ရသူတွေကတော့စစ်ကောက်စီတပ်က ပြည်သူတွေရဲ့ယော်နဲ့နေအိမ်တွေကိုလက်နက်ကြီးနဲ့ပစ်ခဲ့မှုကြောင့်တည်ဆုံးခဲ့ရသူ9ယောက်မြေမုံမိုက်ကြောင့်၂ယောက်အကျန်းဖက်စစ်ကောက်စီရဲ့တက်ဖြတ်မှုကြောင့်၇ယောက်မင်းချိုတက်ဖြတ်မှုကြောင့်၁ယောက်နဲ့လိမ်ပိုက်ဆိုင်ရာအကျန်းဖက်မှုကြောင့်၁ယောက်တို့ဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတကာသတင်းတော့အနေနဲ့ကတော့ 2022ခုနှစ်ဖေဖော်ဝါရီလရုရှားနိုင်ငံကစတင်ကျူးကျော်ရှင်ကစပြီးအစိုးရဝန်ထမ်းနဲ့ပြည်သူတွေအပါအဝင်ယူကရိန်းနိုင်ငံသားစုစုပေါင်း4,552နှစ်ယောက်ကိုရုရှားကပြန်လည်ပေးအပ်ခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုလိုက်ပါတယ်။ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်စစ်သုံးဘက်တွေပြန်လည်စစ်တိုက်လေးလေခဲ့တာမှာအပီလာ19ရက်ကလည်းစစ်သုံးဘက်900ကျော်ကိုထပ်မံလေးလေခဲ့ပါတယ်။ယူကရိန်းဝန်ဆောင်မှုဝန်ထမ်း289ယောက်ကို ရုရှားနိုင်ငံမှာဖန်ဆီခံထားရကနေနေရက်ကိုပြင်လာခဲ့ပြီလို့ယူကရိန်းသမ္မတဇယ်လန်စကီကပြောဆိုခဲ့ပါတယ်ယူကရိန်းအစိုးရကလည်းရုရှားစစ်မှုထမ်းနေရက်၄၆ကိုလွှဲပြောက်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်နောက်ထပ်ဒဏ်ရာရှိသူယူကရိန်းစစ်သုံးဘက်သုံးစစ်တယောက်ကိုယူကရိန်းစီလွှဲပြောက်ပစ်ခဲ့ပြီးဒဏ်ရာရှိသူရုရှားစစ်မှုထမ်း၁၅ယောက်ကိုလည်းယူကရိန်းအစိုးရကပြန်အပ်ခဲ့ပါတယ်သုံးဘက်လေးလေးဖို့စီစဉ်ပစ်ခဲ့တဲ့ RS ဆိုပေါ်မြပြည်ထောင်စုကိုရုရှားနဲ့ယူကရိန်းနဲ့နိုင်ငံလုံးကကြီးစုတင်တယ်လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်ခင်ဗျာနွေဇာသတင်းဌာနကဒီကနေ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့တင်မှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသမှာဖြစ်ပါတယ်ကျွန်တော်တို့နွေဇာကထုတ်လွှင့်တဲ့သတင်းတွေကို www.ranger.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook YouTube နဲ့ထွေထွေငယ်တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ရင်းစာရုပ်တင်ကိုအားပေးကြည့်ရှုခရရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျန်းမာရှင်လန်းကြပါစေခင်ဗျာ